online အစံပွဲမှာ၄ view လာလို့ဆိုပြီးတော့ပြောနေကြတယ်ကွာ online အစံကတော့နောက်ဆုံး20 wonder ဘာရဲ့၄ view မျက်နှာမြင်ရတာဘာဖြစ်တာကြောင့်ပြောနေကြတဲ့ဒူတွေကိုငါနည်းနည်းတော့ပြောမယ်ကွာသူကအစအတည်းက ABC မသိပါဘူးလို့ပြောထားတဲ့ပွဲလေဗျာအခုတော့ဒီ online အစံပွဲမှာ ABC လို့အင်္ဂလိပ်လို့ပြောရတာဆိုတော့အဲ့ဒါ तू လာလေ့လာတာဖြစ်ရင်ဖြစ်မှာပေါ့မင်းတို့တွေကစွတ်ကောဖို့ပဲနော်ဟုတ်ပါတယ်ဒီနေ့ live ပေါ်မှာဟော့နေကြတယ် အွန်လိုင်းအဆန်ပွဲမှာဆိုတော့လေးပြူလာတဲ့ကိစ္စလေလေးပြူရှိရင်ဆိုချစ်ခင်တဲ့လူတွေလည်းအားပေးတယ်နော်ချွတ်တဲ့ကြောင်လည်းဝေဖန်တယ်လေးပြူကြောင်မချိုက်ဘူးလို့ပြောတယ်စိတ်နှောက်ချက်ဖြစ်တဲ့လူတွေရှိတယ်အဲ့တော့ဘာဖြစ်လို့လေးပြူသူတို့ဖြစ်သွားလဲဆိုတော့အလုံးတိတဲ့အတိုင်းပဲအဲ BC ဆိုတော့ဘာမှမတည်ဘူးဆိုပြီးတော့အဲသူမျက်နှာဘေးနဲ့သူပြောလိုက်တဲ့ခနဲ့လိုက်တဲ့စကားတခွန်းကြောင့်သူ့ကိုဝေဖန်မှုတွေတော်တော်မျက်နှက်ခဲ့တယ်ချွတ်တဲ့ဆိုလုံးဝတော့အားမပေးတဲ့လူတွေအောင်ရှိတဲ့အထိဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တည်ထားမှာကဒီနေ့အွန်လိုင်းဆန်ပွဲဒီ အောင်နာအဆိုင်သူ့ရဲ့အားကစားပေါ့နော်ဒီလက်ပွေလောကရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွေ့အဲသူဒီလက်ပွေပွဲနဲ့ပတ်သက်ခဲ့တဲ့အရာတွေအားလုံးဟာသူ့ဘဝမှာဒါလုံးဝအမှတ်တမ်းကြံမြင့်ခဲ့မဲ့အရာပေါ့အဲ့တော့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် အောင်လာအဆန်းဆိုပြီးတော့မြန်မာပြည်သက်တွေစပြီးတော့တက်တက်ကြွကြွအားပေးခဲ့တဲ့တဲမှာလေးပြည့်ရဲ့အမဲလိုက်ကတရှင်းရတယ်အခန်းကဏ္ဍတစ်ခုကနေပါဝင်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်ငင်းလို့မရဘူးเนาะ ်ဒီမဲလိုက်ကတစ်ချိန်မပွင့်ပဲနဲ့အတန်တရိတ်စိတ်ရင်းနဲ့အောင်လာအောင်ဆန်းထွက်လာရင်တော့အားပြရတဲ့ feeling ရှိမလားပေါ့ဟုတ်တယ်မလားတွေးကြည့်ပေါ့အဲ့တော့ဒီတစ်ချိန်ကလည်းအောင်လာအောင်ဆန်းရဲ့ဒါလိုဖြစ်လာတဲ့ဘဝတစ်ခုရဲ့ဒစိမ့်တဲ့ data အခန်းကဏ္ဍဆိုရင်မမားပါဘူးအဲ့တော့အောင်လာအောင်ဆန်းကလည်းသူ့ရဲ့နောက်ဆုံးပွဲမှာဒီတစ်ချိန်ရဲ့ပက်ကင်ရှင်ဖြစ်တဲ့လေးပြုကိုလည်းဒါတရောင်းတနေရဲ့ပေါင်ဝင်တာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့က ကျွန်တော်နိုင်ငံမှာ အာဏာသိမ်းထားတဲ့ပြည်သူတွေရဲ့ဆက်တက်ဖြတ်ခံနေရတဲ့နိုင်ငံရေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာ၄ view က BC ဆိုတာပါလေ point code ဆိုတာပါလေ ABC တော့မတိပါဘူးဆိုပါညာဆိုတဲ့စကားမျိုးနဲ့ခနော်လိုက်တဲ့စကားတခွန်းကြောင့်ဒီတော်လှန်ရေးဘက်မှာအတက်တည်စတဲ့ဘဝနဲ့စတဲ့နေတဲ့လူတွေဟာဆက်ဆက်တိမခံတားနာွားကြတယ်။နာပြီးတော့တုတ်ပြန်တဲ့ဟာဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကြည့်ရမှာကကျွန်တော်တို့ကနေရာတကာကိုတော့ကိုဖြစ်ချင်တဲ့အတိုင်းလိုက်ပြီးတော့တတ်မှတ်လို့တော့မရဘူးထင်တယ်။ ကိုပြစ်ကျင်တဲ့အတိုင်းတတ်မှတ်မယ်ဆိုရင်ဘာလို့ကိုအပြောပွဲဒီကွက်ကျင်းမနေဘူးလဲအကုန်ပြစ်ကြကိုတိုက်ကြပေါ့ဟုတ်တယ်မလားဒါနာကျွန်တော်ဖြစ်ကျင်တာကျွန်တော်ပြောတာဒါပေမဲ့ကိုဖြစ်ကျင်တဲ့အတိုင်းတော့နေရာတကာတိုင်းဖြစ်လို့မရဘူးတဲ့စိတ်ကိုကျွန်တော်တို့တွေတည်ရမယ်နံပါတ်1နောက်ဒုတိယတစ်ခုရှိတာကကျွန်တော်၄ view ၄ view ဟာဒါကျွန်တော်ဆိုလဲအမှန်တိုင်းကျွန်တော်ပြောရင်ပြောမယ်၄ view ကိုပထမလေဒေါအောင်ဆန်းစုကြည်ပြီးကျွန်တော်ပြောမှာစကန်တကယ်လေးစားတဲ့ဟီးရိုးပဲဘာဖြစ်လို့လဲကိုကဂီတာကိုယူတွတ်တယ်လေဟောဝင်နေဖြစ်တယ်ပေါ့ ကြိုက်တယ်အဲ့ဒီအချိန်မှာကိုကြိုက်တဲ့အထဲမှာလည်းမျိုးကြီးတို့လေးမျိုးတို့အငဲတို့ကဒါကိုယ့်ရဲ့တကက် crazy တွေဒီလူတွေကိုအာငါလက်ကလေးကန်ရရင်ဟိုဆိုတော့ feeling လေးတော့ဒီခံစားခဲ့ရတဲ့တို့ဒါပေမဲ့အဲ့ဒီလေးမျိုး BC ဆိုတာဘာမှမသိဘူးပြောလိုက်သူ့ရဲ့မျက်နှာဘေးပေါ့နော်မထီတဲ့ဟိုမလေးစားတဲ့မထီတဲ့တံပိုးမထားတဲ့ပြည့်ရပြုတ်တဲ့စတဲ့ဖြစ်အမျိုးမျိုးတက်ရောက်တာပေါ့အဲ့ဒီမျက်နှာဘေးနဲ့သူပြောလိုက်တဲ့စကားတခုပေါ့မှာအမှန်တိုင်းကျွန်တော်ဝေခိုင်းသူ့ကိုကြည်ရှင်းစွဲကြည်ညိုမှုတွေတက်ပြည့် ဒါပေမဲ့လို့ကျွန်တော်တို့ကရန်သူဖြစ်သူ့ကိုတတ်မှတ်လို့တော့မရအောင်ဒါဒါဒါကျွန်တော်ပွင့်ရင်ပဲကျွန်တော်ဘယ်မှမလိုက်ပဲနဲ့ပွင့်မလင်းဘာဖြစ်လို့လဲဆိုတော့လေးမြူဒီအခုဒါအနုပညာဓမ္မထဲမှာပေါ့နော်တူဒီမှန်တယ်ဒီစကားတစ်ခုကိုပြောလိုက်ပြီးတဲ့နောက်မှာဒိန်းအောင်တို့ဟုတ်တယ်နော်ဒိန်းအောင်တို့ယုံလေးတို့လိုမျိုးတူလိုက်လုံနေလားကျွန်တော်တို့ဒါတော့ကြည့်ရမယ်မလုပ်ပါဘူးတူတွန်လိုင်းဘက်ကတူအာမပေးနေတာနေလိုက်မယ် အဲသူ1 2ចောင်းပြီးတော့အတွက်သူယက်တည်နေတယ်ပေါ့နော်အဲဒါပေမဲ့အဲ့ဒီသူ့ရဲ့1ចောင်းမှုယက်တည်မှုကတစ်ဖက်ရန်သူအတွက်တော့ဟိုအာတဇရာကြီးဖြစ်ရင်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့သူ့အနေနဲ့ရည်ရွယ်ချက်ရှိရှိဘလူးမှခကြူးမဆိုင်ပဲနဲ့အခုဒိန်းဆောင်တို့လုံနေတဲ့ပုံစံမျိုးတော့သူမလုပ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူအနေနဲ့လေးမျိုးဟာရန်သူအဖြစ်ကျွန်တော်တတ်မှတ်ခွင့်မရှိဘူးလို့ကျွန်တော်ကျွန်တော်အမြင်ပြောရရင်တို့မြင်တယ်အဲ့ဒီအတွက်အခုအောင်လန်းအန်ဆန်ပွဲပြန်ဆက်လိုက်မယ်အောင်လန်းအန်ဆန်ပွဲမှာ နော်မကြည့်လိုက်ပါပြီးမှကျွန်တော်စကားဆက်ပြောမကြည့်လိုက်ဟောဒီလိုပုံစံမျိုးတွေကလည်းဒါအောင်လအတွက်ကိုကျွန်တော်ပြန်ကြည့်ပေးရမှာပေါ့နော်အောင်လနေရာမှာပြေဆုံး ABCD မသိလို့ဒီမှာ ABCD လို့လာပြောရတယ်ကြာခင်ဗျားတို့ပစ်တင်တဲ့လူတွေပစ်ပစ်တင်ဆော့ကို तू ABCD မသိဘူးလို့ပြောထားရလေအဲ့ဒါဘာမီဖိုက်တာအောင်လာဘာညာတာကနေကြကွာစီဆို तू လာလောက်တာလေဟုတ်တယ်မလားမချိပါလားခင်ဗျားတို့ကလည်းတကယ်ပဲဇွတ်ပဲအရင်ချိန်ရဆိုရင်တော့ဒါမျိုးဆိုရင်အကယ်လို့ဖီနီခံလောက်အောင်ပါလေးဆိုကျွန်တော်ပြောစလို့ကျွန်တော်လေးစားရတဲ့ထဲမှာအဲ့လောက်ထိကျွန်တော်လေးစားခဲ့တယ်ပေါ့နော် ိုင်ငံတော်ကောက်ကောက်မှုမှုအချိန်ဆိုရင်ဗျာဟမ်ကျွန်တော်တို့တွေအဲ့ဒါပဲဗျာတကယ်ပဲကျွန်တော်တို့နိုင်ငံဟာဒီလူရုပ်မာတွေကမဖြစ်စည်းရင် အများကြီးရှေ့ရောက်နေရင်နာစရာကြီး ဒီတခြင်းတွေနဲ့ပဲဒါ online ပွဲတွေကမြိုင်လာခဲ့တာအပိတဲ့ပိသက်တွေကလည်းဒီ hey 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 ဆိုတဲ့အတန်နဲ့တင်စိတ်ကြွခဲ့တာအောင်လာကိုတိုင်းကလည်းအဲ့ဒီ hey hey ဆိုတဲ့လေးမျိုးရဲ့အတန်နဲ့ရောဘေးကပြည့်တဲ့ကအောင်လာအောင်လာဆို hey hey ဆိုတဲ့အတန်နဲ့ရောသူ့ရဲ့ဘွားတွေမှာနော်လှပတဲ့နေတစ်တွေကိုပွင့်ထွန်းခဲ့တာအဲ့ဒီအတွက်ဒါသူဟာနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်ဒါသူ့ဘဝမှာဒစိတ်တေတာ နော်တွန်းအားပေးခဲ့တဲ့အရာတွေထဲမှာပိဋကတ်ပါမယ်ဟုတ်တယ်မြန်မာပိဋကတ်ပါဒါမြန်မာပိဋကတ်သူ့ကိုတွန်းအားပေးခဲ့တဲ့အဓိက main point ပေါ့နော်မြန်မာပိဋကတ်ပါပြီးလို့ရှိရင်လေးပြူပါမယ်ဟုတ်တယ်မဒါတွေကိုသူပြန်စုစည်းပြီးတော့ဒါသူ့ရဲ့နောက်ဆုံးပွဲမှာဖြစ်တယ်ဆိုတာကဒါကျွန်တော်တို့အနေနဲ့ကတော့သူဖြစ်တဲ့နယ်လို့ထင်တယ်နောက်တစ်ခုရှိတာကကျွန်တော်တို့လူမျိုးသူဟာမြန်မာပြည်မှာနေပြီးတော့မြန်မာနိုင်ငံကအာဏာရှင်တွေရုံးမှတ냐ကိုခါတီးခန်းနေရတဲ့လူတယောက်ပုံ တူဒီအခြားနိုင်ငံမှာနေတယ်အခြားနိုင်ငံသားခံရလားရှင်ပြောမြန်မာစကားတော့သူမနဲ့ပြောနေရတယ်သူကသူ့ဘဝငငယ်လေးတွေကသူသူများနိုင်ငံရောက်လာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဒီနှစ်အောင်လုံးကိုဒီအချိန်ဒီပွဲမှာတော့ကျွန်တော်တို့အပြစ်မတင်ဘလို့ပြောမလဲဗျာကျွန်တော်အမြင်အမြင်ရင်တော့အပြစ်တော့မတင်တင်မှုထင်တယ်ဒါပေမဲ့ကျွန်တော်အားမပေးရှင်နေအလင်းညူနဲ့သူတို့ခေါ်ပြီးတော့လှုပ်တာကွာငါတို့ကအားမပေးဘူးရတယ်ဒါပေမဲ့အပြစ်တင်လောက်ထိတော့မရှိဘူးလို့ဒါကျွန်တော်တို့ကမြင်တယ်ဘာလို့ဆိုကျွန်တော်တို့နိုင်ငံအရေးဟာအပြစ်နဲ့လက်နဲ့ရှုပ်ထွေးပါတယ်နိုင်ငံရေးကိုကျွန်တော်တို့ဖြစ်ချင်တိုင်းဖြစ်လို့မရပါဘူး ်ပြည်ချင်းနိုင်ဖြစ်ရင်နိုင်ငံရေးမဟုတ်ပါဘူးနော်ဒါလေးကိုတိဖို့လိုတာပါဟုတ်တယ်မလားအခုဒီပွဲမျိုးကနိုင်ငံကောင်းလို့တကယ်ရှယ်ပဲကဒါမျိုးပွဲမျိုးတွေကပေါ့နော်ကျွန်တော်နိုင်ငံကောင်းနေတဲ့အချိန်မှာဆိုရင်တကယ်ကိုအားရကျင့်တဲ့ဂျီနူးစီကကောင်းမဲ့ပွဲမျိုးတွေဒါပေမဲ့ဒီနေ့ကျွန်တော်နိုင်ငံဖြစ်နေတဲ့အာလုံးတိတဲ့အတိုင်းဒီအာနာတိန်းနာတဲ့စစ်တပ်ကသူတို့အာနာကိုလုနေတာငားနဲ့ပြစ်လာပြီအာနာကို လုတာပြည်သူချင်းကလုမရတဲ့အစုံမှသူတို့အုပ်ချုပ်လို့မရတဲ့ဒေတာမှန်လျက်ကို ဘုံကျဲတယ်စစ်တောင်းထိုးတယ်မီးရှို့တယ်မျိုးစုံလုပ်နေတာအားလုံးနဲ့တည်တယ်အဲ့တော့ပြည်သူတွေကဘာဖြစ်လဲဆိုခံပါများတဲ့နာကျင်မှုတွေကရင်ထဲကိုစုပြီးတော့လုံးဝဆက်ဆက်တိမခံဖြစ်နေတဲ့အနေအထားအဲ့ဒီအနေထားမှာခုနကပြောသလိုမနေတတ်လို့တခွန်းလေးစကားမလိုက်တာနဲ့ဒီလူပေါ်အဲ့ဒီဒေါ်တာတွေပုံကြဝမ်းမဲ့မြန်မာပြည်သားတွေဖြစ်နေတဲ့အနေထားပဲ။နော်အဲ့တော့လေးပြူပြောခဲ့တဲ့စကားတခွန်းအနောက်မှာလေဒီရဲ့ခံစားချက်တွေကြောင့်ပါကြတယ်။ဒါပေမဲ့ကျွန်တော်တို့က ဒီတော်လံပြည်သူပဲအချမ်းအလုံးတိရမှာကကျွန်တော်တို့ကနေရာတကာတို့ကျွန်တော်တို့စိတ်ဖြစ်ခြင်းတဲ့ဆန္ဒအတိုင်းဖြစ်လို့မရဘူးဆိုတာလေးကိုကျွန်တော်နားလည်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေဖြစ်ခြင်းတိုင်းညဖြစ်ခွင့်ရမယ်ဆိုရင်ကျွန်တော်တော်လိုင်းနိုင်သွားပြီလေ။ဟုတ်တယ်မလား။ဒါပဲအဲ့ဒါအဖြေပါပဲ။အဲ့တော့ကျွန်တော်တို့တွေကကိုလုံးတဲ့လမ်းကြောင်းဒီအမှန်တရားအတွက်လှုပ်တာအများအတွက်လှုပ်တာကိုကိုကျိုးတဲ့လှုပ်တာမဟုတ်တဲ့အတွက်မတိတတ်တဲ့သူတွေရှိတယ်လို့တိတတ်တဲ့သူတွေရှိလာလိမ့်မယ်။ တင်းတက်တဲ့ဒူတွေကငါတို့အနောက်မှာပါလာလိုက်မယ်ဆိုတဲ့အတိတ်တစ်ခုနဲ့ပဲကျွန်တော်တို့ကိုလန်းကိုကိုရှောက်ဖို့ရှိတာပဲဆက်လျှောက်သွားဖို့လိုအပ်တာပေါ့အဲ့တော့ဒီလိုအောင်နာအဆန်နဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒါအပြစ်တော့မတင်သင့်ဘူးထင်တယ်ကျွန်တော်ရှေ့မှာရှင်းပြခဲ့တယ်လို့ပဲအဲဒူရဲ့ဘဝမှာပေါ့နော်ဒူဟာဒါသူ့ရဲ့တစိပ်ပိုင်းတွေကိုအားလုံးစုစည်းပြီးတော့နောက်ဆုံးသူ့ရဲ့ဒီဘဝကိုဒါအဆုံးတက်လိုက်တဲ့ပွဲလေးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့နားလည်ပေးတဲ့နေလို့ထင်တယ် ါပေမဲ့ဟိုနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ကညီကောင်မောင်တို့ကမိတ်ဆွေတားခြင်းမရှိသလိုပေါ့ကျွန်တော်တို့နိုင်ငံရေးပေါ်မှာကျွန်တော်ကြတော့ကြည့်တဲ့ဟာတော့တခုပဲရှိတယ်အဲ့ဒါကနိုင်ငံရေးပေါ်ဖြစ်စည်းနေလားပေါ့အဲအဲ့ဒါပေါ့ကျွန်တော်တော်လိုင်းပေါ်ဖြစ်စည်းနေလားတော်လိုင်းထိခိုက်အောင်လုပ်နေလားစတဲ့ဖြင့်ဟိုအရေးကြီးတဲ့အပိုင်းတွေကိုကျွန်တော်ရွေးကြည့်ဖို့လိုအပ်တာပေါ့နော်ဒါဒါမှသာလားနေပြည်သူကလည်းကျွန်တော်တို့ဘက်ကနားလည်နိုင်လိမ့်မယ် ဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအကဲခတ်မခံလိုက်ပြီးတော့ဖြစ်နေကြမယ်ဆိုလို့ရှိရင်ပြည်သူကလည်းကိုယ်နားနဲ့မှုလိုရမယ်။ဘာဖြစ်ဆိုတော့ဒီနေ့မှာဘာဖြစ်လို့ပြည်သူတုံးရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလက်ရှိချိန်မှာတုံးဖွဲ့ပွဲဝါပါပြီ။နော်။တဖွဲ့ဒီဒီလူနည်းစုပေါ့နော်။လူဦးရေတောင်းကနန်းအောင်ပဲရှိတဲ့ဒီစစ်သက်ကိုထောက်ခံတဲ့အတိုင်းဝန်း။ဂျန်နဲ့တဖွဲ့ဒီတော်လှန်ပြည်သူအတိုင်းဝန်း။နောက်တဖွဲ့ဒီဘယ်ဟိုဘက်လိုလိုဒီဘက်လိုလိုအတိုင်းဝန်း။အဲ့အတိုင်းဝန်းရဲ့တောက်ဖို့ကောင်းတာ။ နော်အဲ့တိုင်းဝမ်းရဲ့ဝိနေကပြောသလိုတို့အဖြေကိုထုတ်ပေးမယ့်အတိုင်းဝမ်းဖြစ်တယ်။သူတို့အတိတ်တရားမြင့်မားလာဖို့တို့တို့ဒီခံယူချက်တွေရှိလာဖို့တို့တို့ဒီနားမျက်စိတွေပွင့်လာဖို့အတွက်ကျွန်တော်တို့တွေကချော့တင့်တဲ့အရာကိုချော့ရမယ်ဖြောင်းပြတင့်တဲ့အရာကိုဖြောင်းပြရမယ်လန်ခင်းတင့်တဲ့အရာကိုလန်ခင်းပေးရမယ်ကျွန်တော်တော်လန်ပြည်သူတော်လန်ရေးကိုဖုံဖုံညံ့ညံ့ကြည့်အောင်နားလည်တဲ့လူလန်းစားတွေဟုတ်လားဒါကွာမှတ်တောက်တင်ပြီးသားတွေဖြစ်လို့ကျွန်တော်ပြောเสียရတိတ်အကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံအဆုံးဖြတ်ဖို့ပေးနိုင်တာဒီအဲ့ဒီအလဲလူလန်းစားပေါ့အဲ့ဒီလူလန်းစားတွေ နားလည်လာဖို့အရေးတွေးတွေမြင့်လာဖို့အတွက်ကျွန်တော်တို့တွေကစိတ်လိုက်မှန်ပါတွေလှုပ်လို့မရဘူးကိုဖြစ်တဲ့နိုင်ဆန္ဒတစ်ခုတွေလှုပ်လို့မရဘူးဒါလေးကိုအလုံးသတိပြုနိုင်ကြပါစေလို့စိတ်နဲ့ကျွန်တော်ရည်ရှင်လှုပ်တာဖြစ်ပါတယ်အဲ့တော့မင်းဆန္ဒကဘယ်လိုလဲဖြစ်နိုင်မယ်ဆိုရင်တော့မြန်မာပြည်မှာဒီကာလမှာတော်လှန်ရေးရလွယ်ပြီးကြော်ပွဲရှင်ပွဲရန်သူကိုအားရစေမဲ့ပွဲဘာတစ်ခုမှမရှိဘူးကောင်းနေပါဗျာအကုန်လုံးဝိုင်းချရင်ဒီနေ့ချဒီနေ့မပြီးဘူးလားဟုတ်တယ်မလားဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာဟမ်ကိုစိတ်မျိုးလူတိုင်းမရှိဘူးလေ ဟုတ်လားမလားအခုကျွန်တော်အပုံမပြောဘူးနာမင်းအောင်မိုင်ကောင်မျိုးကောင်မှလောက်ကြမ်းမင်းကိုစီမင်းအသေးခံရဲလားမင်းကိုမှငါဘုန်းစင်ပြင်မလာခဲ့လားဟမ်လာခဲ့လားငါပေါက်ဒီကိုလာတဲ့အချိန်ကျွန်တော်တို့ဘာမှမလောက်ခိုင်းဘူးဘာမှမလောက်ဆိုမတန်လို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အလုပ်တွေကိုကျွန်တော်တို့ကတွက်ချေလို့အခုလက်ရှိ PDF တွေလို့ပေါ့ PDF တွေစစ်ကွေးစကမ်းတွေကိုအခုစောင်းမဖြစ်တော့နော်ဒီစကမ်းတခုတွားပစ်လို့ကုံမဲ့အကန့်နဲ့နော်ပြန်ရမယ့်အကန့်တွက်ချေရတယ်တိုက်ပွဲတခုဆိုတော့အဲ့ဒါလို့ပဲကျွန်တော်တို့လည်းကိုနဲ့ရင်ဆိုင်မဲ့လူဟာ ဘယ်လိုပုံစံမျိုးလဲတန်ရက်လားစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့တွတ်တက်ဖို့လိုတာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကသေဖို့အတွက်လည်းရင်းရဲပါတယ်ဒါပေမဲ့ကိုယ့်လိုမျိုးသေဖို့အတွက်မပြောနဲ့ကိုယ့်ရဲ့စီးပွားလေးကိုယ့်မိသားစုလေးကိုယ့်အထီးကိမ်းမလေးနည်းနည်းတော့မခံနိုင်တဲ့ဒူတွေကြားထဲမှာကိုယ့်နိုင်ငံကလုံးနဲ့လိုက်နေတာဖြစ်တဲ့အတွက်အဲ့ဒီဒူတွေကိုလည်းခံနိုင်လောက်ကိုယ်ကကျင့်ပေးဖို့လိုအပ်တာပေါ့ဟုတ်တယ်မလားဒါမှလားကျွန်တော်တို့နိုင်ငံအမှန်တရားလမ်းကြောင်းပေါ်ရောက်မယ်ဒီနိုင်ငံဒီလိုအာဏာရှင်စနစ်ဆိုးကနေကျွတ်နိုင်မှာ เนาะအဲ့ဒီအတွက်ကျွန်တော်စိတ်ရှည်တဲ့နေရာလဲစိတ်ရှည်ရမယ်เนาะတားရင်ဟိုစိတ်မကြီးပါနဲ့လို့ညီကောင်မောင်တို့မလေးအားလုံးလည်းတိုက်တွန်းခြင်းပါတယ်เนาะလောလောဆယ်တော့အမဲလိုက်အောင်ပေါ့ဗျာဟုတ်တယ်မလားအမ ABCD မတက်တဲ့ကိုလေးလူကြီးရဲ့အခုလောက်ဆိုရင်အမဲလိုက်ရင်အ ABC တက်သွားပြီထင်ပါတယ်เนาะမြန်မာပြည်သူတွေရဲ့ခံစားမှုကိုကိုလေးလူတယောက်လည်းနားလည်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျွန်တော်လူမျိုးပဲကိုလေးလူကိုဘဝနဲ့ရင်းပြီးချစ်တဲ့လူတွေအများကြီးရှိမှာပါเนาะအဲ့တော့အဓိကကျွန်တော်တို့ကထင်ရှားကြော်ကြားတဲ့လူတယောက်ဖြစ်လာလို့ရှိရင်ကျွန်တော်ကိုယ်စိတ်ကိုကိုမပိုင်တော့ဘူးဗျာ ကိုကိုဘွားကိုမပိုင်တော့အဲ့ဒီအပေါ်မှာဟိုကလေးသူအနေနဲ့လည်းနာပူနာလက်လိုက်မော်တို့ကြတော့ပိုပြီးစီနီယာကြတဲ့ဆရာကြီးတွေဆိုတော့ဟုတ်တယ်နော်အဲ့တော့စကားလေးတစ်ခွန်းအပေါ်မှာကျွန်တော်တို့ကတူကိုဘူယူပြီးတော့အညိုအတေးထားနေကြမလို့အေးတူရဲ့လောက်ရက်တွေကိုဆက်ကြည့်ဖို့လိုအပ်တာပေါ့ဟောတော့ဒါလေးပါပဲအားလုံးကျွန်တော်နိုင်ငံသားတွေအာနာရှင်စနစ်ဆိုတာအများဆုံးလွတ်မြောက်နိုင်ကြပါစေ